မန္တလေးတွင်ယင်တိုင်းမှုဖြစ်ပွားပြီးမောင်ပြည့်တီကောင်ညက်ပါသွားသောအမျိုးသမီးအသက်ရှင်ကျန်၍ပြည်စဉ်ကတော့2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ကဖြစ်ပါれမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ကားနှင့်ဆိုင်ငယ်ယင်တိုင်းမှုဖြစ်စဉ်မှာကောင်ညက်ပါသွားတဲ့အမျိုးသမီးဟာအသက်ရှင်ပြီးတော့လက်ရှိမှာတတိပြန်လဲရလာပြီလို့နန်းတော်ရှိနယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းထံကနေပြီးတော့သိရပါれ အော်တိုဝါလာ16ရက်နေ့မနေ့ည9နာရီဝန်းကျင်အချိန် မန္တလေးပသိမ်ကြီးမြို့နယ်စကိုလန်ပသိမ်ကြီးဆိုင်းဘုံနာမှာအရှိဘက်ကနေမောင်းနှင်လာတဲ့ကားနဲ့ဆိုင်ကယ်တို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းကိုသိရပါတယ်။အဲဒီနောက်ကာသမကဆိုင်ကယ်မောင်းသူအမျိုးသမီးကားအောင်ညက်ပါလျက်နဲ့မောင်းနှင်ထွက်ပြေးသွားပြီးဆိုင်ကယ်ကတော့လမ်းပေါ်မှာကျန်နေခဲ့ရလို့လည်းသိရပါတယ်။ယာဉ်တိုက်မှုဖြစ်စဉ်ကိုမြင်တွေ့လိုက်သူတွေရှိရာကြောင့်လိုက်လံရှာဖွေကြရမှာမောင်းပြေးသွားတဲ့ကားက အဆုပ်စေးယုံနာမှာခဏရက်ကြည်ရင်ကားအပိုင်းမှာလူညက်ပါနေတာကြောင့်အတိုက်ခံရတဲ့အမျိုးသမီးကို ကားပေါ်တင်ပြပြီးကံကောက်အထည်ချုပ်ဆက်ယုံနာမှာစွန့်ပစ်ခဲ့တယ်လို့လည်းသိရပါတယ်။မြင်မြင်တွေ့လိုက်တဲ့အကောင်မလေးကလည်းသူ့ကိုအန်ဒီရဲ့ပြုတ်မှာဆိုလို့ဘာမှမပြောရဘူးဖြစ်နေတာပေါ့နော်။အခုအချိန်ကြီးကဖြစ်သွားတဲ့အချိန်ကလည်းလူရှင်းတဲ့အချိန်ဖြစ်ပြီးအတိုက်ခံရတဲ့အမျိုးသမီးကတော့ဘာထွက်ဝရလဲမသိဘူး။သူ့မှာထီးလဲပါတယ်။မိုးနေနေကြနေတော့ ထီးရီလဲစုပ်ပြတ်သွားတယ်လို့နန်းတော်ရှိနေလုံးဆိုင်ရာလူမှုကဲဇေးရေးအသင်းရဲ့တာဝန်ရှိသူတဦးကပြောဆိုပါရယ်လက်ရှိမှာတော့ကောက်အောင်ညက်ပါသွားတဲ့အမျိုးသမီးဟာတတိပြန်လဲရရှိလာပြီးဖြစ်ပြီးတော့ဈေးကူတာမှုဆက်လက်ခံယူနေတယ်လို့လည်းသိရပါရယ်မင်းညာကခွက်စိတ်ခံဝင်ထားတယ်အခုတော့တတိပြန်ရနေပါပြီအပူလောင်တဲ့ဒဏ်ရာတွေတော့တော်တော်များတယ်ပြီးတော့နဖူးခွဲဒဏ်ရာရှိတယ်အပူလောင်တာကဘိုက်တွေပေါင်ချံတွေ ကားအောက်ဒေါ်တိုင်ကြီးပါသွားတာဆိုတော့ကားရဲ့အိမ်စောနဲ့ဖြည့်ရဲ့ဒဏ်ရာရီပေါ့နော်လို့ဆိုပါတယ်။အဆိုပါအမျိုးသမီးဟာအသက်20 30ကျော်ဝန်းကျင်ဖြစ်ပြီးလက်ရှိမှာတော့မန္တလေးပြည်သူစေယုံကြီးမှာအနေအောင်အစ်စ်ဥကောင်းဓမ္မန်ရိုက်ပြီးလိုအပ်တဲ့စေကုတ်တာမှုတွေခံယူနေကမောင်းနှင်ထွက်ပြေးသွားတဲ့ကားပိုင်ရှင်ကိုတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့လည်းကနေဦးတည်ရပါတယ်။